မင်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္ဂနွေသားသတိချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသတိအလောက်ကိုင်းခက်ခဲခြင်းတွေ့ဝေခြင်းစဉ်းစားချင်းကျေမှုတွေများပြီးတော့လောကကံရတာအဆင်မပြေမှုလေးကြောင့်တက်တဲ့ဒါကိုယူဆိုင်ပါနော်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းရဲ့ဒီပြင်းလွဲမှားမှုခံရတဲ့တည်ကိူးစိတ်ပါစာချုပ်စာရိုက်နဲ့ပတ်သက်တဲ့ကိစ္စလေးသတိထားပါလက်မှတ်ထိုးတာလေးတွေအမှားရဖြစ်တတ်ပါတယ်ရန်အန်ရဲ့အတိုက်ခိုက်တော်မရှိဘူးသို့ပေမဲ့မိမိမှာအပြိုင်ဆိုင်လေးတွေရှိတယ်နောက်မိမိကိုမနာလိုတဲ့သူရှိတယ်အဲ့ဒါလေးတော့သတိထားပါအချီးနဲ့ပတ်သက်ပြီးတော့ပြန်လာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာလေးတွေကြုံရတတ်ပါတယ်။ ကျမကြီးနဲ့ပတ်သက်ရင်အာယုံကျော်ခြေနဲ့ကြိုက်ခဲ့တဲ့ဝေဒနာခံစားတဲ့ဒီဥစိတ်ပါ။အီးချမ်းမှုရင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါလိမ့်။ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်။ဒါပေမဲ့ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝေးကြီးလက်လာပါပွင့်လန်းစီမဲ့ရှင်လန်းစီမဲ့တပတ်တာပါ။ အောင်းနဲ့ပတ်သက်ပြီးတော့ကိုယ်ပဲဇာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိကိုဗာလေးပဲလုံးလုံးမိဆွေရဲ့အပေါင်းတိတိရဲ့ပံ့ပိုးမှုကူညီမှုလေးတွေရရှိစေမဲ့တပတ်တာပါဒီတော့တနင်္ဂနွေသားသမီးချင်းမိဆွေတွေကံတော့ပတ်ဖြစ်စေတဲ့ရည်ရအောင်လေးပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိဆွေဒီတစ်ပတ်မှာခွေးစာဝဝလွယ်လင်ကျွေးရင်နဲ့မိမိကက်ကဲနေတဲ့တပတ်တာတွေအရန်ခိုက်တီကင်းစင်ပပျောက်ပြီးတော့ကောင်းချိုးချမ်းသာများရရှိစေပါပဲဖြစ်ပါလေရှင် မင်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်မိမိရည်ရွယ်ကြံစီထားတဲ့ကိစ္စလေးတွေဒီတပတ်ထဲမှာအောင်မြင်စေပဲလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါကလေဟိုအမှုမဲ့အမှတ်မဲ့နေတဲ့တန်လန်တွေမှာကိုကထွက်သွားတာမျိုးဒါမှမဟုတ်ရင်လည်းပဲ ကိုယ်ပစ္စည်းတွေကိုခံလိုက်ရတာမျိုးအဲ့လိုပုံစံမျိုးနဲ့ထွက်တတ်တာအဲ့ဒါလေးကိုသတိထားရမယ်နော်မိတ်ဆွေကရန်ကောင်နေဆရာသမားကရန်ကောင်နေပြီးတော့ဒီတစ်ပတ်ထဲမှာမြေကိစ္စစကားပြောဆိုရမယ်ဆိုရင်မိမိဘက်ကနေပြီးတော့တည်တည်ချာချာစနစ်တကျနေကောင်းဆိုတာပြောရေးဆိုခွင့်ရှိတဲ့တယ်မှာပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အိမ်ကိစ္စစကားပြောတော့မယ်ဆိုရင်ပြဿနာလေးတွေစုံတရာဖြစ်တဲ့တည်းဒါကြောင့်သတိထားပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာလေးတွေဖြစ်တတ်ပါတယ် ရန်အန်ရီလုံးဝမရှိဘူးချစ်သူခဲ့သူတွေပေါ်လာမယ်တပတ်တာပါအချီးကြီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းမဲ့လူရှိလူခဲ့ပေါ်မိအင်တော်ကြီးနဲ့ပတ်သက်ရင်အောက်လက်ငယ်သားတွေကြောင့်ပါရန်စီပဲအင်တော်ကြီးလို့တွေ့ရတယ်။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ဂယုဆိုင်ပါအစိတ်ရှိသောတရဝါကောင်အကိတ်ခံတက်တဲ့ဂယုဆိုင်တော့အေးချမ်းမှုငင်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့တပတ်လုံးမှာအလုပ်တွေရဲရှုပ်တွေပြင်းပန်းနေဒါကြောင့်မလို့မအေးချမ်းသေးလို့တွေ့ရတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေတီတူကံဆန်းမေဆိုရင်တော့ငါတလုံးတီတူကံဆန်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိကညံဆွဲညံစားနဲ့ရှာတဲ့ငွေချင်းရောကံကြောင့်ဝင်လာတဲ့ငွေရောနှစ်လုံးဝင်လာလို့ရှိတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါစိုးဝတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ပျော်ရွှင်ပွေရာခရီးမျိုးတွေတောင်သွားတတ်တယ်။ဒီတော့တင်းနလာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ကြေရာကောင်းလေးပေးခြင်းနဲ့တင်းနလာသားသမီးချင်းမိတ်ဆွေ ဖះမှာဒေးချင်းတစ်ခွက်လူတိုင်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေမပြည့်ပြတဲ့အလုပ်ကိစ္စလေးတွေမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာဖြစ်ပြီးတော့လုပ်ကြရတတ်ပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းတွေရေးဆရာမားရဲ့ကိုကြီးပန်ပိုးထောက်ပံ့မှုရတဲ့အပြင်မိမိငွေကြေးကိစ္စလေးတွေစကားပြောဆိုတဲ့အခါအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စစကားများပဲပြဿနာဖြစ်ပြီးဒါကြောင့်မိမိဘက်ကပြောမဆိုမတွေမဖြစ်အောင်ကြိုးစိတ်ပါ။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့တက်ကြီးရွယ်အိုတွေကြီးခဲ့တဲ့သူတွေအတွက်နောက်ဆန်တင်ရမယ်ပူပန်ရမယ်ဒီလိုလေးတွေ့ရတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော်။ ဘယ်ဟူဘဲသွားသွားသွားတဲ့နေရာတွေမှာအမြဲတမ်းကိုယ်အတွက်အန္တရာယ်လေးတွေရှိတယ်အမွေတက်လေးတွေရှိတယ်ဒါကိုဘယ်ယူဆိုင်ပါချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်စီကနေတရင်ကောင်းချာတပါလိကျမကြီးနဲ့ပတ်သက်ရင်တော့ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘိုင်းမကောင်းတာဘိုင်းအောင်တာဘိုင်းနာတာဒီလိုလေးခံစားတည်တည် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာမိသားစုတွေငွေကြေးစုဆောင်ထားတာလေးနဲ့အလှူတန်းလေးတွေလုံးဝမေးဆိုတဲ့အရာလေးလည်းတွေ့ရပါတယ်။ကံနဲ့ပတ်သက်တော့အားနေတယ်။ဒုဗိမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွန်းလန်းလာမဲ့တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါအောက်လက်ငယ်သားတပတ်လက်သားလေးနဲ့ပတ်သက်ပြီးတော့ တခုခုကိုကိုကလိုက်ဖြည့်ရှင်းပေးရတာမျိုးလေးကြောင့်တက်တယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ပစ္စည်းတွေရေရာကောင်းလေးပေးခြင်းပါတယ်အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ့်တပတ်တာရေရာကတတ်တလို့ခောက်ဆွေးကြောအိမ်ဖျားမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် င်္ဂလာပါရှင်ချောင်းရဲဆယ်လာမှာစနေရဲဆယ်လာ2025တပတ်တာဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိန်းကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဦးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိတယ်လုပ်ငန်းဝင်မှာ ပြောရေးဆိုရာကိစ္စတွေမှာပြဿနာတွေတက်သွားတာမျိုးနောက်ပြီးတော့ငွေကြီးအယောစားရှိတာမျိုးဒါလေးတွေ့ရတယ်ပြုဆိုင်ပါနော်တန်မိုးကြီးတော့ပြည်စီထွက်တဲ့တည်တည်ထားပါ မိတ်ဆွေတွေဇာသမားတွေကုညီမယ်မာဆာမယ်မြေကိစ္စလေးအဆင်ပြေမယ်ပညာရဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်မှာအလိညာခံရတာအိမ်ကိစ္စစာချုပ်ချုပ်ဆိုတဲ့ကိစ္စအလိခံရတဲ့ကိစ္စဆိုင်တော့ရှိမှုသားချင်းနဲ့ပတ်သက်ပြီးကောင်းကောင်းနေခྱི་သွားပြီးသွားတဲ့ခྱི་ရလည်းပဲမိမိရည်ရွယ်ထားသည့်အတိုင်းအကြမကြနဲ့ခྱི་ထွက်ရတာမျိုးကြုံရတဲ့တည်းရန်အနေနဲ့စူးစူးဝါရှိတဲ့ဂိမ်းဆိုင်နော်အဲ့တော့ကိုကို ဖျက်လူဖျက်စီးလောက်တာမျိုးနောက်ပြီးတော့ကိုယ်အပုတ်ချတာမျိုးနာမည်ဖျက်တာမျိုးခံရတဲ့တကယ်ကိုဆိုင်ပါအချီရင်နဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်မယ်လူကြီးလူငယ်ပေါ်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ကျမ်းမာရေးညံ့တဲ့တယ်ယူဆိုင်ပါမိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်သတိထားပါဖြစ်လိုက်ရင်ခြေစစ်လက်စစ်လေးတွေကြိုက်တာခဲတာလေးကြုံရတတ်တယ်အေးချမ်းမှုငြိမ်းချမ်းမှု မရှိသေးဘူးဘာကြောင့်လဲဆိုတော့လုပ်ငန်းခွင်မှာပြဿနာလေးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အောင်တော့ကောင်းနေထီထူးကန်ဆန်းခြင်းနေဆိုရင်တော့၃ညတလုံးထီထူးကန်ဆန်းလို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ချီးငါထားတော့ဝေးကြီးကိစ္စများစကားပြောဆိုတာတက်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမိမိကိုဒုက္ခပေးတဲ့သူကလင်းဆုံမရဖက်ယောက်ျားဆိုရင်မိမရှိတယ်ပေါ့မိမဆိုရင်ယောက်ျားရှိတယ်အဲ့လိုလင်းဆုံမရဖက်ကဒုက္ခပေးတာမျိုးကျုံ့တက်တယ်ဒီဥစ္စာပါဗုဒ္ဓဘာသာသမီးချင်းမိတ်ဆွေတွေကန်ထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းနေပြီးကျင်ပါတယ်။ ဘုဒ္ဓသာသမီချင်းမင်းဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွင့်လူရန်ချင်းဖြစ်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လေသွားမင်းလူတို့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တောင်ကျောင်းသမီးသာသမီချင်းမင်းဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ကျောင်းသမီးသာသမီချင်းမင်းဆွေအလုပ်ကံအရန်ကောင်းဘာလီပဲလုံလိုက်လုံလိုက်မိမိရည်ရွယ်ထားတဲ့အတိုင်းအဝေးခွေကြနေအစီပြေသွားစီမဲ့တပတ်တောင်ပါ။ တန်ဖိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါလည်းလိုအပ်လို့တကယ်ကိုသုံးရမယ့်အရာမျိုးလို့ထွက်သွားတာလေးကျွန်တော်တက်တယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့မနာလိုဖြစ်တာတွေမိတ်ဆွေတွေရဲ့ဒုက္ခပြတာတွေဒီလိုလေးခံရတတ်တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းအိမ်ကိစ္စလေးအစီအပြင်းပဲအိမ်ဝယ်တဲ့ကိစ္စလေးအစီအပြင်းပဲအိမ်ပြုပြင်တဲ့ကိစ္စလေးအရန်ကောင်းနေတယ်ရှင်ယူသားချင်းနဲ့ပတ်သက်ရင်တော့အဲ့လိုကျမ်းမာရေးမကောင်းတဲ့သတင်းတွေကိုကြားရတတ်တယ်။ရန်အနေနဲ့တိုက်ခိုက်ရန်များတယ် ကိုဘက်ကဘလို့ပဲတိုက်ခိုက်များများကြိုးစားပါအလုပ်တစ်ခုကိုအာရုံစုဆိုင်စွာလုပ်ပါပတ်ဝန်းကျင်ရဲ့စကားကို နားထောင်သင့်တဲ့အရာလေးတွေကိုနားထောင်ပါဒီလိုလေးပဲပြောချင်ပါတယ်နော်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်မယ်လူချင်းလူခင်ပေါ်မယ်ဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အယူဆိုင်မှုကျင်နာမှုယူရမှုတွေရရှိစေမဲ့တပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်စိုးကျလုံးဝမရှိဘူး။ကံနဲ့ပတ်သက်ရင်တော့အားနည်း ဘာဖြစ်မနေဒီတို့ကန်ဆန်းခြင်းနေဆိုရင်တော့6တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ဝင်လန်းရှင်လန်းစီမဲ့တပတ်တာပါ။ပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်ဆိုတော့ဝေးရှာလို့ကောင်းတာပေါ့နော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စရာကြည့်လိုက်တော့ဘာသာရေးနဲ့ပတ်သက်တာတွေအလူအတန်းတွေများစွာလုပ်ရင်းနေဝေးခြင်းလက်လာပါတွေနဲ့ဝင်လန်းပဲရှင်လန်းပဲအကျိုးမြတ်တွေလည်းများစွာရရှိစေမဲ့တပတ်တာပါ။ဒီတော့ဂျာတာဘေးသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ယနေ့အကောင်းလေးပြချင်တယ်။ ဆရာဒါဝိဒ်သားသမီးချင်းမိတ်ဆွေတန်ဃာတော်တပါးကိုမိမိကြိုက်မြင့်တဲ့ရာဟင်းလျာတစ်ခွက်တည်းစွန်တဝဲနဲ့စက္ကန့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။60လမှ70လ2025တပတ်တောင်တောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ ောက်ကြသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကိုလုံနေတဲ့အလုပ်ကလေးတွေမှာမပြီးပြည့်လို့စိတ်ညစ်ရတာနောက်ပြီးတော့မပြီးပြည့်တဲ့အပြင်ပြဿနာလေးတွေကြုံတွေ့ရတာဒီလိုလေးတွေရှိနေတောင်ခရုစိုက်ပါနော်တန်မိုးကြီးတော့ပြည်စီဝင်လာလို့ရှိတယ်အဲ့တော့ကိုကိုတိုင်းပဲဝယ်ဝယ်သူတစ်ပါးကပဲလက်ဆောင်ပေးပြီးတန်မိုးကြီးပြည်စီဝင်မယ်လို့တွေ့ရတယ်မိဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိဆွေပေါင်းတဲ့နဲ့ရံများခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလို့တွေ့ရတယ်ဒီလိုဆိုင်တော့အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စတွေမှာပူပန်အပ်တဲ့စိတ်နှောင့်ယှက်ကြုံရတတ်တယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းမှာစိတ်ဝမ်းနေကွဲစီတာမျိုးကျွန်မတက်တည်ခရီးနဲ့ပတ်သက်ပြီးတော့သွားမယ်လို့ရည်ရွယ်ထားပြီးတော့မှရက်ရွှေ့သွားတာမျိုးတွေကျွန်မတက်တည်ရန်အနေနဲ့အတိုက်ခိုက်စူးစူးဝါမရှိဘူးဆိုပေမဲ့ကိုယ့်ကိုအမြင်မကြည့်တဲ့သူတွေရှိတယ်တအားကိုစိတ်ပါအခြေအနေနဲ့ပတ်သက်ရင်တော့မျက်နှာအယမ်းပွင့်နေတယ်စမ်းပွင့်နေတယ်ကာလာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ဝေးကြီးကိစ္စလေးတွေတော့လိုက်လံဖြည့်ရှင်းပေးရတာကိုကဖြည့်ရှင်းပေးရတာဒီလိုလေးကျွန်တော်တက်တယ် ကျမကြီးနဲ့ပတ်သက်ရင်စိုးချုံမရှိဘူးသို့ပေမဲ့ကိုကအရင်ကနေ့ကအနာတရဖြစ်လာရင်ကျမကြီးဒီတချောင်ချောင်ဖြစ်လာနေဆိုရင်ဒီတစ်ပတ်ထဲမှာအနာနဲ့စီးတွေ့သွားနိုင်မယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်သို့ပေမဲ့မဖြစ်မနေထီထိုးကံဆန်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့အချင်းငါဘသူ့အမမလုပ်နေငွေကြီးငွေငါကိစ္စလေးတွေမှာပြဿနာပေါ်တတ်တယ်ရှင်းရတတယ်လင်းရတတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါမှာမိမိအနေနဲ့ကိုကသူတော်ဘာကိုပဲစိတ်နှောက်ရတဲ့ပေးထားတယ်လို့မကောင်းတဲ့အစီအစဉ်တွေနဲ့လှုပ်ထားတယ်လို့ကိုကလို့မအီမသားလေးဖြစ်တာဒီနေ့စိတ်ကြည်လန်းနေဒီနေ့စိတ်ရှင်လန်းနေနောက်နေ့ကျရင်ကိုရီလက်တွေလေးလံထိုင်ပိုင်းပြီးတော့အိမ်ရထဲမှာဘုံဘုံလဲခြင်းနေဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီတော့ဘာသာရေးများများလုပ်ပေးရတယ်ဒိဋ္ဌိများများလုပ်ပေးရတယ်နော်ကံတောက်ပတ်ဖြစ်စီတဲ့ယရိယာက နေအိမ်ကဖျားမှာ နွားနှုတ်သုံးခွဲလူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမင်းလူတွေရပါလေရှင်။မင်္ဂလာပါရှင်။6ရက်10လမှာ7ရက်10လ2025တပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလေရှင်။စနေသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းဗာလိလုံလုံကိုရည်ရွယ်ထားတဲ့အတိုင်းအဝေခွေချတဲ့အစီအပြင်းပဲလောက်ကအကျိုးမြတ်တွေရမယ်အလုပ်နဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးတွေပေါ်မယ်ဒီလိုလေးတွေ့ရတယ်ဗောနော် တံမိုးကြီးသောပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတို့ရဲ့ကုညီထောက်ပံ့ကောင်ရဖို့ရှိတယ်။အောက်လိုက်ငယ်သားစီရနေလဲတည်ငောင်းချားဖို့ရှိတယ်။အိကိစ္စနေရတိုင်းကိစ္စတွေအလုံးစုံစေပြီးသွားပါလိမ့်မယ်။ရှင်ဘူးသားချင်းနဲ့ပါကျမ်းမာရေးအသေးတန်ညက်တဲ့တည်နေကြတဲ့ရန်အနေရတိုက်ခဲ့ရှိတယ်မိမိကိုအပြစ်ပြောမယ်မိမိကိုမနာလိုတာခံမယ်ဒါလေးတော့တတိထားနော်။ ချီးနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်နေမိလူချစ်လူခင်ပေါ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့သားသမီးတွေအတွက်အိမ်တော်ကြီးမှာပူပန်နေရတာမျိုးလေးကျုံဝတ်တည်းတည်းကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိဘူးကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သူ့ဘယ်မဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ငွေကြီးလေးတွေဟာအထွက်အရန်ကျန်းနေတယ်မှာပါတယ်ငွေမစုမိတာမျိုးဖြစ်တတ်တယ်ပေါ့နော်ပူပန်စရာလေးကျုံဝတ်ပြီးကြည့်လိုက်တော့ မိမိကိုမကောင်းတဲ့အရာတွေကနေပြီးတော့ဟန့်တာမျိုးဥမာတနေရသွားမယ်ဆိုရင်အမြင်နဲ့တိတ်တိတ်ရင်ဖို့ဖြစ်စရာအကြောင်းအရာလေးတွေပေါ်တာမျိုးဒီလိုလေးတွေ့ရတယ်ဒီလိုစနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးပြီးချင်ပါလေစနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ရေရာကရေများများလှူပေးရတယ်လိုအပ်နေသောနေရာတွေမှာရေကုသိုလ်လှူဒါန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်